ခိုင်ပြည်ရဲ့အကြီးဆုံးစိတ်ကံမျိုးဖြစ်တဲ့စစ်တွေမြို့တည်နင်းနေရပြည်ထိုင်မဲ့ပွေတော်ကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ27ကနေ23ရက်အထိ3ရက်တိုင်ကျင်းပသွားမယ်လို့ပွေးစီစဉ်နေသူတွေစီကသိရပါဗျ။အထိုင်မဲ့ပွေတော်အောင်မြင်စာကျင်းပနိုင်ရတဲ့ဦးစီးကုမ္ပဏီနဲ့လုပ်ငန်းရှင်ကုမ္ပဏီတွေလည်းဖွဲ့စည်းထားရှိပြီလို့ဆိုပါတယ်။ပွဲတော်မတိုင်မီ3ရက်လောမှာမျိုးရင်းလင်းလေတာတွေကိုကြိုတင်ပြုလုပ်သွားမှာဖြစ်ပြီးတော့အဲ့ဒီလိုလင်းလေရမှာလဲစစ်တွေမျိုးရဲ့အထိမ်းမဲ့သင်္ကေတဖြစ်တဲ့ နိုင်ရည်စင်နဲ့ပွိုင်းမင်းပြမျိုးစင်ညင်ချင်ရဲ့ပြာလာရုပ်တွေနုဆိုရဲ့အလားပြရင်တွေနဲ့မျိုးရင်းကိုလင်းလေသွားမှဖြစ်တယ်လို့သိရပါတယ်။ပွေးတော်ရက်တွေအတွင်းအတူလာမာရစင်ပြေလုံးချမ်းသာဖရာကြီးမှာပရိရွက်ပူဇော်တာတကြီးဘိုးဘွားနေရာကိုကတော်တာတွေပြုလုပ်သွားမှဖြစ်ပါတယ်။ပွေးတော်ကျင်ပမဲ့ဝင်ကဘာခွင့်အတွင်းမှာလည်းအာဂါဇာနဲ့ပြိုပွေးရှင်ပွေးတွေပြုလုပ်တာရင်းကကတာမိုနိုစတူဒီယိုတည်ထောင်တာတွေနဲ့ည၈နာရီမှာနေ့စဉ်ဖြိုဖြေသွားမှာဖြစ်ပါတယ် ။ဒါပြင်ကြောင်းသားကြောင်းသူတွေအတွက်ပကြီးပြိုင်ပွဲတွေကိုထိတ်သိမ်းကျွန်းပသွားမှာဖြစ်တယ်လို့သိရပါဗျ။အစီအစဉ်နဲ့အနေနဲ့စစ်တွေမြို့နယ်ပတ်သက်တဲ့ဇာတန်းဖဲပွဲကိုခန္ဓာစဉ်ခမ်းမမှာကျင်းပဖို့စီစဉ်ထားပါဗျ။ပြပွဲကဏ္ဍမှာစစ်တွေမြို့ရဲ့ရှင်းဟောင်းမတရားဓာတ်ပုံတွေစစ်တွေမြို့ဖွားထင်ရှားခဲ့တဲ့ရဟန်းရှင်တို့ပုံကိုယ်တွေကိုလိုနီခေတ်ကနေဒီကနေ့ထိတည်ရှိနေတဲ့ရှင်းဟောင်းဆောင်တွေစစ်တွေမြို့နယ်ပတ်သက်ပြီးဖွဲ့ဆိုထားတဲ့ကြပြားတွေကိုဗတိုင်းကချက်တွေနဲ့ပြသသွားမှာဖြစ်ပါတယ်။ ဒါပြင်ခေကိုထင်ဟတဲ့ကာတွန်းကရှန်တရာလောက်ကိုလည်းရှိတ်ဆွေးပြသသွားမှာဖြစ်တယ်လို့သိရပါဗျ။စစ်တပ်မျိုးဟာပြီးခဲ့တဲ့1826ခုနှစ်ဇန်နဝါရီလ12ရက်မှာဗြိတိရှားအစိုးရကတည်ထောင်ခဲ့တဲ့သမိုင်းဝင်မျိုးတစ်မျိုးဖြစ်ပြီးတော့လက်ရှိမှာတော့နေပေါင်းနေရာတိုင်ခဲ့ပြီးဖြစ်ပါတယ်။စစ်တပ်မျိုးရဲ့အထင်ကရနေရာတွေမှာပွင့်ကန့်ချေနန်နဝန်ဥယင်ကန်နာလန်ဖရကြီးအေးစီဒီတက်ကြမှုနှင့်ဆင်းတို့တော်သလုံးတော်စီဒီလောက်ကန္တာစီဒီယင်ကျေမှုပြတဲ့ဗုဒ္ဓပြတဲ့ရေကျူသူတန်ကြောင်းနဲ့မင်းပြတဲ့ဟောင်းတို့ဖြစ်ကြပါတယ်ရှင်။